ဒဝဲမြို့ပေါ်ကပုတ်ကလိကစေးရုံသုံးရုံပိတ်ခံထားရတဲ့အချိန်မြို့ပေါ်မှာဝက်ပြင်ဝက်လျှော်နေပချိန်အောင်ဒေသဟော်ခွေးပားရောင်ယောဂတွေအဖြစ်များနေပါတယ်။ပချိန်အောင်ယောဂဟာဇန်နဝါရီလကလေးကဖြစ်နေပြီးလက်ရှိချိန်ထိယောဂကုသဖြစ်ပွားနေဆဲဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။ဝက်ပြင်ဝက်လျှော်ယောဂမှာမလတ်လာဆန်းမိုင်းကစပြီးဖြစ်တာလို့ဆိုပါတယ်။အဲ့ဒီလိုယောဂဖြစ်ပွားသူများနေချိန်ဒဝဲမြို့မှာမက်ဒီလန်အေးနဲ့စာဒဝါပုတ်ကလိကစေးရုံသုံးရုံပိတ်ခံထားရပါတယ်။ ဆေးရုံသုံးရုံပိတ်ခံထားရတဲ့အတွက်ဒွေပြည်သူဆေးရုံပါအဝင်ပုပ်ပိကဆေးရုံတွေဖြစ်တဲ့ချမ်းမြေမြို့မအူဆေးရုံနဲ့မြို့ပြင်ကစက်ကောင်စီဆေးရုံတွေမှာဆေးရုံတက်ရောက်ကုသခွင့်ရဖို့အလူအရစ်ကြိုးပမ်းနေရတယ်လို့မြို့ခံတွေကပြောပါတယ်။မြို့ခံတွေမှာတော့စေကံပြကလူနာအားပြုစုရဖို့အတွက်ကျမရေဝထန်းတွေကိုအိတ်ခေါ်ပြီးကုသနေရသူတွေလည်းများနေတယ်လို့ဆိုပါတယ်။ ပချိတ်ရောင်ယောဂကုစစ်မြန်ပြီးအဖြစ်များလာရတာဟာကလေးကွက်စီထိုးရမှာပချိတ်ရောင်ကောက်ွက်စီမပါလို့ဖြစ်ကြောင်းဆရာဝတ်တူကပြောဆိုထားပါတယ်။ဝမ်ပြဝမ်ရှော်ယောဂကတော့အခုလိုရာတီအကူပြောင်းကာလမှာအဖြစ်များလေးရှိတယ်လို့ဆိုပါတယ်။